ရွှေရောပညာရင်ချမ်းသာနိုင်လားဆိုရင်ပြောလို့ရတာတကူကတော့ချမ်းသာတဲ့လမ်းကြောင်းပေါ်ကိုတော့ရောက်လာမယ်။အားကြောင့်လဲဆိုရင်ရွှေရင်ကျော်ကပယောဂန်နဲ့အစိတ်ကိုကာကွယ်ပေးပြီးသားဖြစ်တဲ့အတွက်သူတစ်ပါးမကောင်းကြံနေဆိုရင်ပြန်လို့မရတဲ့အတွက်ကိုယ့်ရဲ့ကံဉာဏ်ဝိရိယပုံပေါ်မူတည်ပြီးတော့ ြီးပွားလာနိုင်တယ်ချမ်းသာလာနိုင်တယ်။ကံဉာဏ်ဝိရိယသုံးဌာနမှာဆိုရင်လည်းကံတွေကိုအထုတလဲကောင်းစေနိုင်။ကံနဲ့သက်ဆိုင်တဲ့ဣဋ္ဌိတွေပြည့်ပြည့်စုံလာဖို့ဆိုရင်တော့လာပြေနေတိုင်းဘုရားသမားတွေချီးမြှင့်တဲ့ဣဋ္ဌိသမားတွေကိုလည်းမပြတ်မကွက်ယူဖို့လိုပါတယ်။ဣတိသမားတွေများလာပြီဆိုရင်တော့ကံတွေပွင့်လာမယ်လက်တွေရှင်လာမယ် ကိုယင်တွေကဆန္ဒတွေကအပြင်းမာတစ်ခုပြီးတစ်ခုဖြစ်လာမယ်ပေါ့အခုမြင်တွေ့နေရတာကတော့နေုံလာပြင်းတွေကကျွန်တော်စီကိုလာနိုင်တဲ့တပည့်သားသမီးလေးတွေစိတ်ဒီစမလာယူနေတဲ့မြင်ကွင်းဖြစ်ပါတယ်ကျွန်တော်စီမှာရွှေရင်ကျော်စီထိုးထားတဲ့သူတိုင်းစိတ်ဒီစမလာပြင်းတွေတိုင်းလာယူလို့ရပါတယ်ကျွန်တော်ကတော့အဘဆရာကြီးမင်းသိမ့်ခါနဲ့ ရွှေရင်ကျော်ဆရာကြီးဦးခင်ဆန်းတို့ဤတပည့်ဆရာနေမိရဖြစ်ပါတယ်နော်အားလုံးကျမ်းမာချမ်းသာလူရဆန္ဒပြပါကြပါ